ရေခဲမုန့်နဲ့နွားနို့တွေကခွေးတွေကိုတည်စီနိုင်တယ်။ရေခဲမုန့်နဲ့နွားနို့တွေခွေးတွေကိုကျွေးနေမယ်ဆိုရင်အခုချက်ချင်းရက်တက်မှုလုံနေပါပြီ။ဘာလို့လဲဆိုတော့ဒီစားတောက်တွေက ခွေးတွေကိုအချိန်မီတည်စီနိုင်လို့ပါ။ဒါနဲ့မကသေးပါဘူး။နှုတ်ထွက်ပစ္စည်းတချို့ဖြစ်တဲ့ cheese ကိုလည်းလုံးဝရှောင်သင့်ပါတယ်။ငါခွေးလေးကဘာမှမဖြစ်နိုင်ဘူးမထင်လိုက်ပါနဲ့။အချိန်မီ၍အသက်ထွက်နိုင်ပါတယ်။ဒီစားတောက်တွေကခွေးလေးကိုအဆိပ်သင့်စေတာပါ။ ဒီလိုမျိုးပါပဲတချို့အစားတောက်တွေခွေးတွေကိုကျွေးလိုက်မယ်ဆိုရင်ခွေးတွေဝေဒနာခံစားပြီးဆုံးပါရမှာပဲဖြစ်ပါတယ်ကျမတို့ရဲ့အိမ်မွေးတိရစ္ဆာန်ခွေးတွေကိုဘယ်လိုအစားစာတွေမကျွေးသင့်ဘူးလဲဆိုတာသိထားဖို့အရေးကြီးပါတယ်စပစ်သင်းနဲ့စပစ်ချောင်းတွေကကျမတို့လူသားတွေအတွက်တော့အရသာလည်းရှိပြီးကျန်းမာရေးလည်းကောင်းစေပေမယ့်ခွေးတွေအတွက်တော့အဆိတ်တောင်ဖြစ်စေနိုင်ပြီးကြောက်ကပ်ကိုဖျက်ဆီးစေနိုင်ပါတယ် နောက်ထပ်စားစာတစ်မျိုးဖြစ်တဲ့ထောဘတ်တီကလည်းခွေးတွေအတွက်တော့စိတ်ဖြစ်စေတဲ့ဖန်ဆင်ဆိုတဲ့တပ်ပါဝင်ပြီးတော့ဒီတက်ကခွေးရဲ့အဆုတ်ကိုစုံစုံရွရွထိခိုက်စေပါနဲ့။ကြက်တူနီကျွေးမယ်ဆိုရင် ခွေးတွေရဲ့သွေးနီစင်တွေကိုတော်တော်လေးကိုဒုက္ခပေးမှာပါ။ကျမတို့လူသားတွေအတွက်ခွေးဆုံတော့အကောင်းဆုံးမိတ်ဆွေလိုသတ်မှတ်ကြပါရစေ။သူတို့ရဲ့တစ္ဆာရှိမှုနဲ့ချစ်စရာကောင်းတဲ့ပြုမှုတွေကကျမတို့ကိုပျော်ရွှင်စေပါရစေ။ ါပေမဲ့ဒီကဘာပေါ်မှာချစ်စရာကောင်းရင်နာမကားပဲကြောက်စရာကောင်းပြီးအနည်းငယ်ရှိတဲ့ခွေးမျိုးစိတ်တွေလည်းရှိနေပါတယ်။ဒီတစ်ခါမှာတော့ခွေးတွေနဲ့ပတ်သက်ပြီးစိတ်ဝင်စားစရာအကြောင်းအရာတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။နံပါတ်၁နောက်ထပ်တစ်ကောင်ကတော့ Czechoslovakia ဝင်ပလီခွေးမျိုးစိတ်တွေမှာဒီကောင်တွေက1955ခုနှစ်မှာဝင်ပလီနဲ့ခွေးကိုမျိုးဆက်ပြီးပေါက်ဖွားလာတာဖြစ်တဲ့အတွက်အရန်ကိုတမ်းမမြန်ဆန်ပြီးတော့ရက်ဆက်ကြံကြုတ်ကြပါတယ် ဝင်ပလေသွေးပါနေတဲ့အတွက်သူတို့ရဲ့အပြုတ်မှုကိုကြိုတင်ခံမမှုခက်ခဲတာကြောင့်အစိုးရအိမ်မွေးတရိတ်ဆန်ဖြစ်မွေးမြူဖို့မတင်တော့ကြောင်းကြေညာခဲ့ပါတယ်။အခုဆိုရင်ဒီကောင်ကြီးတွေကိုဗြိတိန်အမေရိကန်နဲ့ဂျာမနီလိုနိုင်ငံများပြားမှမွေးမြူခွင့်ပိတ်ပင်ထားပါတယ်။နမနေကက်တင်ရှင်အိမ်မွေးခွင့်မီချီဂန်ပြည်နယ်ရဲ့နှင်းတွေထူထဲစွာကြာဆင်းနေတဲ့မနက်ခင်းတစ်ခုမှာတော့တုံးနေရွယ်ကလေးမလေးတယောက်ဟာသူ့ရဲ့ရှင်နာကနှင်းပုံတီးထဲမှာလဲကြနေပြီးတော့ခန္ဓာကိုယ်တစ်ခုလုံးကလည်းရေကဲလူနေပါတောင့်တင်းအေးဆန်နေပါတယ်။ အဲ့ဒီအချိန်မှာအိမ်ထဲမှာရှိနေတဲ့ဖိနက်လို့ခေါ်တဲ့အိမ်မွေးခွေးလေးအောင်ပုံမှန်မဟုတ်ပဲအတကုံဟောင်းနေခဲ့ပြီးတော့သူ့ရဲ့ဟောင်းတန်းဟာပုံမှန်မဟုတ်တဲ့အတွက်သူ့ရဲ့ပန်းရှင်တွေကစိုးရိမ်စိမ့်နေဘာဖြစ်လို့လဲဆိုတာကိုသိရဖို့အိမ်ရှိတကားကိုဖြန့်ပေးလိုက်ပါတယ်တကားဖွင့်ပေးလိုက်တာနဲ့ပဲပြီးနေတာအပြင်ကုန်ပြေးထွက်သွားပြီးကလေးမလေးရှိရာနှင်းပုံစီကို အမြန်ဆုံးပြေးသွားခဲ့ပါတယ်။ခွေးလေးရဲ့ပြုံမှုကြောင့်တန်တရားဝင်လာတဲ့ပိုင်ရှင်လေးလိုက်သွားကြည့်တဲ့အခါမှာတော့နှင်းနေထဲမှာလဲနေတဲ့ကလေးမလေးကိုတွေ့လိုက်ရပါတယ်။ ချက်ချင်းပဲရေးပေါ်ဌာနကိုကြောင်းကြပြီးကလေးမလေးကိုကဲတင်ခဲ့ကြပါတယ်ဒီပြင်းရဲ့ကြောင့်ဖိနေတာကလေးမလေးရဲ့တက်ကိုကဲတင်ခဲ့တဲ့သူရဲကောင်းတစ်ယောက်ဖြစ်လာခဲ့ပါတယ်။နံပါတ်3ကပ္ပတတန်ရှိဆုံးခွေးရဲ့လျှော့ချက်ပေါ်တူဂီကလဲတော်တစ်ခုမှမွေးထားတဲ့ခွေးလေးပေါ်ပြီးဟာ32နှစ်ထိတက်တန်းရှိခဲ့ပြီးကပ္ပတတန်ရှိဆုံးခွေးပြင်ဂရင်းနစ်ကပ္ပစံချိန်တင်ခဲ့ပါတယ်။သူရဲ့မျိုးစိမ်းဟာတက်တန်း17နှစ်ကနေ16နှစ်ပဲရှိအောင်ကြောင့်ဒါဟာတော်တော်လေးကိုအံ့အားသင့်စရာကောင်းပါတယ်။ ဒါပေမဲ့သူတည်ဆုံးပြီးနောက်ပိုင်းသူတည်တနာပညာရှင်တွေကစစ်ဆေးကြည့်တဲ့အခါမှာတော့ဘော်ဘီရဲ့အတန်းဟောင်းလိန်ညာထားနေဆိုတာတွေ့ရှိခဲ့ကြပါတယ်။ဂရင်းနဲ့ကဘာစံချိန်မှတ်တမ်းကိုလည်းဘော်ဘီစီကနေပြန်လဲရှုပ်သိမ်းလိုက်ပြီးကဘာတတန်းရှေဆုံးခွေးဖြင့် Blue E ဆိုတဲ့ Australia ခွေးလေးကိုတတ်မှတ်ခဲ့ပါတယ်။အခုဆိုရင် Blue E ရဲ့အတန်းဟောင်း29နှစ်ရှိနေပါပြီ။ဒီနေ့တင်ဆက်ပေးခဲ့တဲ့အကြောင်းအရာတွေကနေခွေးလေးတွေအကြောင်းကိုပို့ပြီးနားလည်စီမယ်လို့မျှော်လင့်ပါတယ်။ ခွေးတွေဟာချစ်ဖို့ကောင်းတယ်လို့အနေရင်းလေးရှိနိုင်ပြီးထူးခြားတဲ့ဖြစ်ပျက်တွေနဲ့လည်းဆက်နွယ်နေတာကိုတွေ့ရပါတယ်။ဒါကြောင့်ခွေးတွေကိုချစ်ခင်တယ်လို့သူတို့နဲ့ပတ်သက်တဲ့ဘဝတုတ္တတွေကိုလည်းလေ့လာထားဖို့လိုအပ်ပါတယ်။ဒီလိုမျိုးစိတ်ဝင်စားစရာကောင်းတဲ့ဗီဒီယိုတွေကိုဆက်လက်ပြီးကြည့်ရှုနေနေဆိုရင်တော့ကျမတို့ရဲ့ Sorthan Sharing Channel တွေကို Like and Follow လေးလုပ်ပေးကြပါအောင်နော်။